真难过的看咋，多大的乱你的地震。ကျဲပေါ်များမိတ်ဆွေများပြည်သူများအားလုံးကျမပါစာလို့ကျမတို့ဖောက်ထွက်ချန်နယ်မှာနှုတ်ခွန်းဆက်လိုက်ရပါတယ်ရှင်။ယနေ့ဖတ်ပြပေးမှာကတော့လူပောင်တေဒီမိုကရက်တစ်ပါတီပါတီစာစဉ်မှ အတွေးအခေါ်သွေဖယ်မှုအမှောင်ပရောဂါဆိုတဲ့ရဲဘော်ကိုပါရေးထားတဲ့စောင်းပါကိုဖတ်ပြတင်ဆက်မှာဖြစ်ပါတယ်ရှင်။ အတွေးအခေါ်သွေးဖဲမှုအမှောင်ပြောကကျွန်တော်တို့တိုင်းပြည်ဟာစတီကလေးကတိုက်ပွဲတွေနဲ့သူ့သမိုင်းသူစခဲ့ရတယ်။တိုက်ပွဲတွေရဲ့ရင်းမြစ်မူလအကြောင်းခံကို ပါတီဝင်တွေအ ਨੇ နဲ့အများသိကြပြီးဖြစ်မှာကိုနားလေတယ်။အခုအဓိကထားပြီးညွှန်းကျင်တာကတိုက်ပွဲတွေကြားကတိုင်းပြည်မှာကျွန်တော်တို့လူအဖြစ်ကိုရခဲ့ကြကျွန်တော်တို့ပါတီကိုတီထောင်ဖျက်ဆီးခဲ့ကြရတာကို ဆိုလိုတာဖြစ်တယ်။ တိုက်ပွဲရှိတဲ့ဖြစ်တမ်းမှုမှာကိုရန်သူကိုမိတ်ဆွေရှင်းရှင်းပြက်ပြက်မြင်ဖို့ကြည်ကြဖို့လိုပါတယ်။ရန်သူပြောက်ရင် မိတ်ဆွေပြောက်သွားလိမ့်မယ်ဆိုတာသတိချက်ကြရလိမ့်မယ်။ကျွန်တော်တို့ပါတီစတင်တည်ထောင်ခဲ့ကြတဲ့ကကျွန်တော်တို့တိုက်ပွဲကျွန်တော်တို့ဖျက်ရတဲ့သမိုင်းဟာဒီမိုကရေစီရေးငြိမ်းချမ်းရေးနဲ့အမျိုးသားသွေးစည်းညီညွတ်မှုတိဆောက်ရေးတိုက်ပွဲပဲဖြစ်တယ်။ဒီမိုကရေစီရေးရဲ့ရန်သူငြိမ်းချမ်းရေးရဲ့ရန်သူကို ရှင်းရှင်းမြင်အောင်ကြည့်နိုင်မှအမျိုးသားသွေးစည်းညီညွတ်မှုကိုတကယ်တမ်းတည်ဆောက်နိုင်မှာဖြစ်တယ်။လူမျိုးပေါင်းစုံမြမပြည်သူ တရက်လုံးအသီးသီးသောပြည်သူအစိတ်အပိုင်းများရဲ့ဘုံအကျိုးစီးပွားဖြစ်တဲ့ဒီမိုကရေစီရေးနဲ့ငြိမ်းချမ်းရေးရဲ့ရန်သူဟာစစ်အုပ်စုစစ်အာဏာရှင်စနစ်ဖြစ်ကြောင်းလက်တွေ့တိုက်ပွဲတမိုင်းအဆက်ဆက်ကအကြိမ်ကြိမ်တက်တည်ထူထားပြီးသားဖြစ်တယ်။ဒါကြောင့်အမျိုးသားသွေးစည်းညီညွတ်မှုတည်ဆောက်ရေးဆိုတာ စစ်အာဏာရှင်စနစ်ဆိုတဲ့ပုံရံသူကို အမြင့်ပြတ်တုတ်တင်ဖယ်ရှားဖို့အားထုတ်ကြမှသာလက်တွေ့တည်ဆောက်နိုင်မှာဖြစ်တယ်။ပါတီရဲ့အဆင့်တိုင်းကရဲဘော်များခေါင်းဆောင်များအများစုဟာလက်တွေ့လူထုတိုက်ပွဲတွေကြားကနေကျွန်တော်တို့ပါတီကိုတယ်ဆောင်ခဲ့ကြတဲ့ရဲဘော်တွေဖြစ်ကြလို့ဒီအမြင်ဒီအတွေးခေါ်ဒီယက်တီချက်နဲ့ပတ်သက်ရင်ပြက်ပြက်သားသားမြင်နိုင်ရက်နိုင်ကြမယ်လို့လည်းယုံပါတယ် အခုပြောချင်တာကရဲဘော်တို့မြင်ပြီးသိပြီးသားဖြစ်တဲ့ဒီအမြင်ဒီအတွေးအခေါ်ဒီယက်တီချက်တို့ရဲ့တံပိုးကြီးမားပုံကူပို့ပြီးလေးနဲ့ကြစီခြင်းတဲ့သဘောပါပဲတိုက်ပွဲကာလဖြစ်တော့ရန်သူကမိမိအပေါ်ဖြစ်စေမိမိရရန်သူအပေါ်ဖြစ်စေငါနိုင်ရာကင်ကြငါဆိုတာမျိုးရင်ဆိုင်ရုံးကန်ကြရတယ်ဒီနေရာမှာရန်သူပတ်သားများကမိမိတို့အတွင် ကိုယ်ပါတီတွင် တပ်ပေါင်းစုအတွင်းမဟာမိတ်တွေအတွင်းလူမျိုးစုံပြည်သူတွေအတွင်းစစ်ရေးအဖြတ်လုပ်ငန်းတွေဒါမက အတွေးအခေါ်အမောင့်ပြောကားတွေစီယုံရေးအဖြတ်အမောင့်တွေစောင်ရွက်တက်ကြရင်ဒါကတိုက်ပွဲရဲ့ဓမ္မတာသဘာဝပါရဲဘော်တွေအားလုံးမိတ်ဆွေတွေအားလုံးပြည်သူတွေအားလုံးတလုံးတစီတညီတညွတ်တယ်ဖြစ်စေတဲ့ပုံရံသူစစ်အာဏာရှင်စနစ်ကိုတုတ်တင်ရေးဆိုတဲ့တကယ့်တိုက်ပွဲဥတီချက် တကယ်ရန်သူကိုမျက်ခြေပြတ်ဝေဝါးသွားစေဖို့တဖွဲ့ချင်းတဦးချင်းစီရဲ့အကျိုးစီးပွားဆိုင်ရာစိုးရိမ်မှုဆိုင်ရာပြစ်မှတ်အမျိုးမျိုးကို အလန့်တကြားဖော်ထုတ်ပြီးပြန့်နှံ့စေတာရိမ်ရိုက်မှုသွေးကွဲမှုတွေဖန်တီးတာဟာကျွန်တော်တို့ရန်သူရဲ့သူ့သက်ဆိုးရှည်ရင် အားထုတ်မှုတမျိုးတနည်းဆိုရရင် အတွေးအခေါ်အမှောင့်ပြောကစီယုံရေးအဖြတ်အမှောက်ကိုဘတ်သားများကြားစိတ်ဝင်သွတ်သွင်းမှုတမျိုးဖြစ်တယ် ဒါကြောင့်ရဲဘော်တို့ကျွန်တော်တို့အားလုံးသတိရှိကြရမယ်။တကယ်ရန်သူတကယ်တိုက်ပွဲဖြစ်တဲ့စစ်အာဏာရှင်စနစ်တုတ်တင်ရေးကိုတဆန်ချီမှမျက်ခြေမပြတ်ကြဖို့လိုလိမ့်မယ်။အတွေးအခေါ်သွေးဖယ်မှု အမောင့်ပယောဂါကို ကျွန်တော်တို့အသွေးအသားတွေကပြက်ပြက်သားသားဖောက်ထုတ်ရှင်းလင်းပြကြရလိမ့်မယ်လို့အလေးအနက်နှိုးဆော်လိုက်ပါတယ်။ဟုတ်ပါ။ Damn it, you're so blind. ်ရုပ်ချင်းများလုံးကဘာတဲ့ကူတော့မလွဲ